UAB with you on your journey of life. စီးရီးယားစစ်တပ်ဟာလက်ဘနွန်နဲ့နယ်စပ်နီးမှာလှုပ်ရှားနေတဲ့အကြမ်းဖက်ဖွဲ့တစ်ခုဖြစ်တဲ့အန်နူဆာရာတအုပ်ကိုပြင်းထန်ထားချိန်မုံနေရလို့သိရပါဗျ။ IS နဲ့မဟာမိတ်အဖြစ်ကြေညာထားတဲ့အန်နူဆာရာတွေကိုဇူလိုင်22ရက်ကစပြီးစီးရီးယားစစ်တပ်နဲ့ Hezbollah ယောက်ျားတွေပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ။ လက်နော်မှာအခြေစိုက်တဲ့ဟစ်ဘိုလာတွေကဆီးရီးယားသမ္မတဘာရှာအယ်အာဆတ်ကိုထောက်ခံတဲ့လက်နက်ကိုင်အင်အားစုတစ်ခုဖြစ်ပါတယ်။အခုစစ်စင်ရေးဟာလက်နော်နယ်သားမျိုးလေးတစ်ခုဖြစ်တဲ့ဖလိုင်တာနီးတောင်တန်းတွေမှာခိုးအောင်နေတဲ့အန်လူစာရာတွေကိုရှင်းလင်းဖို့ဖြစ်ပါတယ်။ဆီးရီးယားစစ်တပ်ကတိုက်ထုတ်လို့နယ်သားဖြတ်ကျော်ဆုတ်ခွာလာတဲ့အန်လူစာရာတွေကိုဟစ်ဘိုလာတွေကလက်နော်မက်ကနဲ့စီးချိုပိတ်ဆို့ချိန်မုံမှုပြင်ဆင်ထားပါတယ်။အီရန်စိုးရရဲ့ကုမ္ပဏီတွေရရှိနေတဲ့ဟစ်ဘိုလာတွေဟာပြီးခဲ့တဲ့လပိုင်းတွေအတွင်း နေဆက်ဒေတာကအကြမ်းဖက်အုပ်စုတွေကိုတိုက်ခိုက်ရမှာဆီးရီးယားဆိုရအတွက်အရေးပါတဲ့မဟာမိတ်အင်အားစုတစ်ခုဖြစ်ခိုင်ခိုင်မာမာရုပ်လုံးပေါ်လာကြောင်းလည်းသိရှိရပါတယ်ရှင်။